င်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့မြို့တော်ပြည်သက်ကြီးအတွက်စစ်ကော်မရှင်ကတပင်းကိုအသုံးပြုပြီးရွေးကောက်ပွဲကိုအရောက်လန်းနေပြီဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးမှာဖြစ်ပါရဲ့ရှင်လက်တလုံးမှာစစ်ကော်မရှင်အနေနဲ့ပြည်သူဆက်ဆံရေးနဲ့စိတ်ထဆစ်ဆင်ရေးဆိုင်ရာကိစ္စတွေကိုစနစ်တကျကင်တွယ်လာကြောင်းတွေ့လာရပါတယ်ထို့သောစနစ်တကျကင်တွယ်ပြီး၎င်းတို့ကျင်းပတော့မဲ့ရွေးကောက်ပွဲကာလတို့မတိမတာရောက်သွားအောင်ဆောင်ရွက်နေခြင်းမူလဲဆိုနိုင်ပါတယ်ပြည်သူဆက်ဆံရေးနဲ့စိတ်ထဆစ်ဆင်ရေးအခမ်းကဏ္ဍမှာ အနုပညာဟာအရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။အနုပညာဟာပရိသတ်ရဲ့စိတ်ထဲကိုဝါရဖြန့်လို့တဲ့အကြောင်းအရာတွေမတိမတားရောက်ရှိသွားအောင်ဆောင်ရွက်နိုင်တဲ့ဈာခံတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်မရှင်ကရုပ်ရှင်၊သဘင်၊ဂီတနဲ့စာပေအနုပညာတင်ဆက်မှုတွေမှာဝါရဖြန့်ခြင်းနဲ့ message အကြောင်းအရာကိုထည့်သွင်းပေးခြင်းဖြင့်အမှန်တကယ်ဖြစ်နေတဲ့အောင်ဆောင်ရွက်မှုတွေကိုတွေ့ရပါတယ်။ဥပမာဆရာနာသိန်းကာလမှာတင်မောင်ဆမ်းမွေးအဖွဲ့ကပြခဲ့တဲ့ တကံမူဓာတ်ထဇက်တော်ဟာအာဂရီတိုက်ဖြတ်ရေးကော်မရှင်ကစီစဉ်ခဲ့ခြင်းဖြစ်ပြီးအကျဉ်းချနေကြတဲ့ NLD အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကိုစောင်းမြောင်းတင်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။မြမပြည်သူအများစုမှာအခြေခံလူဒန်းစားကျေးလက်နေပြည်သူများဖြစ်ကြပါတယ်။ဇက်ပွဲအငိမ်ပွဲစိုင်းပွဲစားတဲ့တပင်နဲ့ပတ်သက်တဲ့ပွဲလမ်းတွေကိုလည်းအလုံးခုံမင်းနှစ်သက်အားပေးကြသူများလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းမြမအများစုကြိုက်နှစ်သက်တဲ့တပင်ဆိုင်ရာဖြောပြေပွဲတွေကို အကောင်ဆုံးစီယုံရင်နီလန်အဖြစ်စစ်ဘိုလ်ချုပ်များကအသုံးချနေခြင်းဖြစ်ပါတယ်။ဇက်ပွဲအငိမ့်ပွဲနဲ့ဆိုင်းပွဲတွေကိုပုံမှန်အတိုင်းပွဲမိန်များခွင့်ပြုပေးခြင်းဖြစ်ပြီးပြည်သူအများစုရဲ့စိတ်မှာထိုဒေသသည်ပုံမှန်အခြေအနေတွင်ရှိနေတဲ့သဘောအသက်ရောက်စေပါတယ်။ဒါကြောင့်လည်းစစ်ကော်မရှင်ဟာရခိုင်ကအောက်ချုပ်ရေးအမိန့်မင်းထုတ်ပြန်ခဲ့ရသည့်မြို့နယ်များအပါအဝင်နေရာအတော်များများမှာတိတိတသားရောမတိမသားပါပွဲမိန်များခွင့်ပြုပေးလာခြင်းဖြစ်ပါတယ်။ ထို့သောပွဲမိတ်များကိုရရရရခွင့်ပြုပေးနေသည့်ယခုကာလသည်တနည်းအားဖြင့်ဗိုလ်ချုပ်မူကြီးတန်းရွှေတက်ချုပ်အဖြစ်တက်လာခဲ့သည့်1992ခုနှစ်မှ1995ခုနှစ်ဂျာကာလများနှင့်ဆင်တူနေပါသည်ထိုကာလများတွင်နာဝတအစိုးရသည်စိတ်ဓာတ်အစစ်အရေးဆိုင်ရာကိစ္စများကိုအသေးအတန်ပြုလုပ်ခဲ့ပြီးပြည်သူတွေကိုလှည့်စားနိုင်ခဲ့တာကို တွေ့ရပါသည်ဦးတန်းရွှေကိုယ်တိုင်ကလည်းအရာရှိငယ်ဘဝမှာ ြည်သူဆက်ဆံရေးနဲ့စိတ်ဓာတ်ဆစ်စင်ရေးညွှန်ကြားရေးမှုယုံလောက်ခံပြဇက်တက်စုနိုင်တက်စုမှုအဖြစ်တာဝန်ယူခဲ့ဘူးသူဖြစ်ပါတယ်။ဒါကြောင့်စိတ်ဓာတ်ဆစ်စင်ရေးအတွက်ဝါရဖြန့်ချီရေးအပိုင်းမှာ အတွေ့အကြုံရှိသူကျွမ်းကျင်သူတဦးလည်းဖြစ်ပါတယ်။ဒါကြောင့်သူတက်ချုပ်ဖြစ်လာလာခြင်းမှာပဲဇက်ပွဲအငိမ့်ပွဲများကို နိုင်ငံအနှံ့ကပြရန်ပွဲမိတ်များခွင့်ပြုခဲ့ပါတယ်။ထို့နောက်1993ခုနှစ်မှာ မြမရိုးရာရေးကျမှုဆိုကရေးတီးပြိုင်ပွဲကိုစတင်ပြုလုပ်ပေးခဲ့တာကိုလည်းတွေ့ရပါတယ်။တက်ချောက်ဖြစ်လာသည့်၃နှစ်မြောက်1995ခုနှစ်မှာမြရီအငိမ့်ပြိုင်ပွဲကိုလည်းကျင်းပခဲ့ပါတယ်။တိုင်းစစ်ဌာနချုပ်အလိုက်အငိမ့်အဖွဲ့များကို ရှင်ပြိုင်စေခဲ့ပါတယ်။ထိုစဉ်ကစစ်တိုင်းမှုတွေဟာသူထက်ကအပြိုင်ဆိုင်ဖြင့်အကောင်းဆုံးလူရွှေတော်များအငိမ့်မင်းသမီးများကိုငှားရမ်းပြီးစုရရေးအတွက်လှုံ့ဆော်ခဲ့ကြပါတယ်။ဥဒန်းရွှေချမှတ်တဲ့မူဝါဒကို တသွေးမတိန်လိုက်နာပြပြီးနေရာရရေးဆောင်ရွက်ကြခြင်းလည်းဖြစ်ပါတယ်။ဦးသားရွှေရဲ့စိတ်ဓာတ်စစ်ဆေးရေးနည်းပြဟာတွေဟာအမှန်တကယ်လဲအောင်မြင်ခဲ့ပါတယ်။ထိုကာလတွေကိုဖြတ်တန်းခဲ့ပြီးရဲ့နောက်ပြည်သူအများစုအကြားတွင်1988ဆီယာနာတိန်းသည့်ကိစ္စဝေဝေဝါးဝါးဖြစ်သွားစေခဲ့ပါတယ်။မြောက်ရီအငိမ့်ပြိုင်ပွဲဝင်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုစားပြုညာနန်းအေယာအငိမ့်ရဲ့လူရွှေတော်များဖြစ်ကြသည့်မော့မိုးရီတိန်ညွန့်နဲ့ PC တို့ရဲ့ပြက်လုံးတွေဟာ YouTube မှာယခုထိကြည့်ရှုသူများနေစေဖြစ်ပါတယ်။ထိုကိကမြမအတန်နဲ့ရုပ်မြင်သံကြားကထုတ်လွှင့်မှုများကိုသာစောင့်ဆိုင်ကြည့်ရှုခဲ့ရတဲ့ပြည်သူတွေဟာမြရီရုပ်သံမှာမြရီအငိမ့်ပြိုင်ပွဲတာမကလေယာတပြတ်ရိုက်ချံတရုတ်ဇလန်းတွဲတွေကိုအစ်စ်အဆန်းအဖြစ်ကြည့်ခဲ့ကြရပါတယ်။ထို့သောဇလန်းတွဲတွေကိုစောင့်ကြည့်ရင်တခါတရံပြည်တွင်းသတင်းကိုပါ အလိုအလျောက်ကြည့်မိသွားတတ်ကြပါတယ်။သတင်းကြည့်မိရင်ကနာဝတာနာအဖရဲ့တိဆောက်ပြုပြင်မြန်ပြည်တခွင်နဲ့ လိုအပ်သည်များမှာစားသည့်သတင်းတွေကအစိုးရတာဝန်များကိုစစ်ဘိုလ်ချုပ်တွေကတရားဝင်တာဝန်ယူဆောင်ရွက်နေသည့်အလားထင်မှတ်မှစေခဲ့ပါတယ်။ယခု2021ခုနှစ်ဆီယာနာသိန်းချိန်တွင်လည်းကိုပိုင်စဉ်းစားဉာဏ်နဲ့တဲ့မအားလာသည့်ရခင်နီလန်းဟောင်းများအတိုင်းဝါရဖြန့်ရေးဆောင်ရွက်နေပြန်တာကိုတွေ့ရပါတယ်။တပင်နှင့်ပတ်သက်လျင်ဆီယာနာသိန်းကာလအစအာနာသိန်းမှုကိုစန့်ကျင်သည့်လူမှုလှုပ်ရှားမှုများတွင်ဥဆောင်ပါဝင်ခဲ့ကြတဲ့တပင်ထိပ်ပိုင်းကဇမင်းသားများ လူရှင်တော်များကိုအတုံးချကတပင်အစင်တန်းမြည်ရေးကောင်းစဉ်နဲ့စီယုံပါတယ်။ရန်ကုန်ကအင်းစိန်မြို့နဲ့အင်းစိန်ဘူရာယုံလန်းတွင်မြန်မာနိုင်ငံတပင်အစီယုံဘဟုမင်းဓမယာယီယုံနဲ့ကားဆက်ယုံကိုဆောက်လုပ်ရန်ပံ့ပိုးပေးခဲ့ပါတယ်။ထိုဆက်ယုံ၌ပင်တက်ကြီးလူရှင်တော်ရန်ပုံငွေပွဲစသည့်ကောင်းစဉ်များဖြင့်ဖို့ချစ်ကိုဇက်ကားဝင်ပေးခဲ့ပါတယ်။ယခင် NLD အစိုးရလက်ထက်ကဗိုလ်ချုပ်အောင်ဆန်းပြဇက်ကပြခဲ့သည့်ဖို့ချစ်သည့် ယခုဖြောဖြေးရေးတက်တက်ပြဆက်များကိုသာကပြလျက်ရှိပါတယ်။ယခင်က CDN လှူရှားမှုတွင်ပါဝင်ရန်တိုက်တွန်းခဲ့တော်လဲ။ယခုနန်း CDN များကိုထောက်ခံတရားရှိသည့်ပြဆက်များကိုကပြလျက်ရှိတာကိုတွေ့ရပါတယ်။တပင်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေစေဖို့ချစ်သည်စစ်ကော်မရှင်ရဲ့ပြန်ဝင်ဥမမောင်အောင်နဲ့ဓာတ်ရိုက်အလုပ်လုပ်ခွင့်ရပြီးအစည်းအဝေးကိုပင် video conference မှာတက်ရောက်ခွင့်ပြုသည့်အထိပါရောက်လျက်ရှိပါတယ်စစ်ကော်မရှင်ပြန်ဝင်ဥမမာအောင် DSA 22ဟာကကပြီးညမှုဟောင်းတဦးဖြစ်ပြီးမီဒီယာကိစ္စများနဲ့သရုပ်ဆောင်များကိုကင်တွယ်ရာတွင်ပါတတ်သူတဦးလည်းဖြစ်ပါတယ်။တိုင်းမှုပြခွင့်မရခဲ့သည့်ဥမ္မာအုံးသည်ဝင်ကြီးနေရာတည်မြဲရေးအတွက်မင်းအောင်လိုင်းအလိုကြောင့်ရုပ်ရှင်၊သပင်၊ဂီတနှင့်စာပေကို ထိန်းချုပ်ပြီးလိုအပ်သလိုဝါဒဖြန့်မှုများဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ရခိုင်နှင့်ပွင့်လင်းရာသည့်ပြည်တွင်းပွဲခွင်တွင်ပြန်ကြားရေးရဲ့နောက်ွယ်ကပံ့ပိုးမှုဖြင့် ဇက်ဖွဲ့နှစ်ဖွဲ့ဖြင့်နယ်လဲပြီးကားပြရန်ပြင်ဆင်လာတာကိုတွေ့ရပါတယ်။ထိုဇက်နှစ်ဖွဲ့မှာအောင်စဘူဇက်အဖွဲ့နဲ့စိုင်းရင်မိုးဇက်အဖွဲ့တို့ဖြစ်ပါတယ်။ထိုဇက်နှစ်ဖွဲ့လုံးပြင်ဆင်မှုအားကောင်းပြီးကုန်ကြစည်များစွာသုံးစွဲထားတာကိုတွေ့ရပါတယ်။အောင်စဘူကစိုင်းရင်မိုးထက်စောပြီးပွဲထွက်ခဲ့တဲ့ဇက်အဖွဲ့ဖြစ်ပါတယ်။ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကစိုင်းရင်မိုးဇက်ကိုတီထောင်သူမှာဘိုးကျော်အောင်စန်းပုံသူရုတ်ထူပြင့်လူတိများခဲ့တဲ့ဦးအောင်ကျော်ထွန်းဗဟုပညာရှင်ဖြစ်ပါတယ်။ ထိုစနှစ်ဖွဲ့လုံးရဲ့နောက်ွယ်မှာယင်းဤမြုံနံမှုနဲ့အကြောင်းတရားများရှိနိုင်ပါတယ်။တချို့ကလည်းခရိုနီတထင်းများကမတီပေးသည်ဟုမှန်းဆကြပါတယ်။သို့သောအတီးပြုနိုင်သလောက်အထီတော့အချက်အလက်တွေ မတွေ့ရသေးပါဘူး။ဆိုလိုရင်းမှာမြမဆက်သပင်ကိုစနစ်တကျဖော်ထုတ်တင်ဆက်မှုကို ဝေဖန်လိုခြင်းမဟုတ်ပဲယခုလိုကာလတွင်ဇက်ဖွဲ့နှစ်ဖွဲ့နေချင်းညချင်းအားကောင်းလာမှုကိုတတိထားမိစေလို့ဖြစ်ပါတယ်။ထိုဇက်အဖွဲ့များကိုအသုံးပြုကာ ပုံမှန်အတိုင်းပွဲလန်းသပင်များဆင်နွှဲနေပြီဆိုတဲ့စစ်တပ်ရဲ့ဝါဒဖြန့်မှုကိုမြင်အောင်ကြည့်စေခြင်းရည်လည်းဖြစ်ပါတယ်။အောင်စဘူးကိုလယ်ဝေးကဖောင်တော်ချမပွဲနဲ့ဆန်းရည်မှုကို ပထမဆုံးစတင်ကပြတဲ့မြန်အောင်မျိုးကပွဲတွေမှာလူအများသတိထားမိလာခြင်းဖြစ်ပါတယ်။ထိုဆက်နှစ်ဖွဲ့လုံးဟာအစဉ်အလာအရပွင့်လင်းရသည့်ဇပွဲခွင်တွင်တာထွက်ကောင်းမကောင်းကြည့်ရလေရှိသည့်မကွေးမျိုးကညတလုံးဖျားပွဲမှာကပြခဲ့တာလည်းဖြစ်ပါတယ်။ အောင်စဘူးကအရင်ပွဲဝင်ခဲ့ပြီးဒေသခံများရဲ့စံချိန်တင်အားပေးခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။စမ်းရင်မိုးသည်လည်းနောက်ကလာ၍ရုံသွင်းကပြရာတွင်အောင်မြင်မှုရရှိခဲ့ပြန်ပါတယ်။ထိုပွဲကိုဖျက်ချော်ပြီးရနပွင့်လင်းရာသီအတွင်ပြုလုပ်မဲ့ဖျားပွဲတွေမှာရုံသွင်းကပြရာအတွက်ပွဲစဉ်ကူးရန်ဆောင်ရွက်လာကြတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံတခြားကပြလို့ရတဲ့နေရာတွေမှာထိုစံနှစ်ဖွဲ့ကိုကပြစေပြီး ပွဲလမ်းသဘင်များဖြင့်ပုံမှန်အခြေအနေရောက်နေပြီဟုထင်မှတ်စေရန်စစ်ကောင်မရှင်ကဝါရဖြန့်မိသဘောရှိပါတယ်။ဆိုရှယ်မီဒီယာနဲ့ AI ဉာဏ်ပညာအထွန်းအားသည့်ခေတ်တွင် မီဒီယာပလက်ဖောင်းအသီးသီး၌၎င်းတို့စစ်နိုင်လာပြီဖြစ်ကြောင်းနဲ့အနာသိမ့်မှုမှာမှန်ကန်ကြောင်းပုံဖော်လာတဲ့စစ်ကောင်မရှင်ဟာတိုင်းပြည်အခြေအနေကိုလူလူကမမှန်ကန်ကန်မသုံးသပ်နိုင်လေသူတို့အတွက်အကျိုးများလေပဲဖြစ်ပါတယ်။ဒါကြောင့်စီရေးနိုင်ငံရေးအခြေအနေတွေကိုပြည်သူများစိတ်မဝင်စားစေရန် အာယုံလွဲတဲ့အနေနဲ့လူသိများထင်ရှားတဲ့ဆယ်လီအချင်းချင်း online ပေါ်ကရံပွဲများကိုပင်မတိမတာစီစဉ်ပေးနေတာကို တွေ့လာရပါတယ်။ဥပမာသမီးဆိုးကိုမြမပြီးပြန်ဝင်ချိန်ကလေးကမဖမ်းမဲ့အေတင်ကိုနဲ့ပြဿနာတက်သည့်အထိစောင့်ပြီးမှဖမ်းပြခြင်းဖြစ်ပါတယ်။အခုလိုဇပွဲတွေကိုအသုံးချပြီးတိုင်းပြည်အခြေအနေပုံမှန်ဖြစ်တဲ့အောင်ဝါရဖြန့်နေတဲ့ကဲတို့စစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုအများကလက်ခံလာအောင်စံခါရေးပါတီရောက်စစ်ဘိုလ်ချုပ်ဟောင်းတွင်နေ စစ်လော်ဘီတွေကလည်းဝါရဖြက်လျက်ရှိကြောင်းကိုသိမြင်ကြစေလိုပါတယ်ရှင်။